မင်္ဂလာပါဂျင်းနေတိုင်းကစားရင်ဆိုးကျိုးရှိသလားဆိုတဲ့မင်းခွန်းကို ပြန်လေးဖြေကြပေးခြင်းပါအဖြေကမိမိရဲ့ဂိုးလို့ခေါ်တဲ့ရေရွေချက်အပေါ်မှာမူတည်ပါလိမ့်မယ်ကိုကအားနေတဲ့ဂျင်းကိုနေတိုင်းကစားခြင်းလေဆိုလို့ရှိရင်တော့ကစားလို့ရပါတယ်ကစားကြည့်ပါခန္ဓာကိုယ်ကညောင်းသွားပြီဆိုလို့ရှိရင်တော့အနာတောင်းကို တောင်းပါတယ်နောက်တစ်ခုကကိုကရလက်ခေါ်တဲ့ရေရွေချက်တစ်ခုရှိတယ်ဝိတ်ကြခြင်းနဲ့မာဆယ်တက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ ဂျင်ကစားတဲ့ရက်ကအရေးကြီးတယ်လို့ပဲဂျင်နားတဲ့ရက်ကလည်းကစားတဲ့ရက်လို့အရေးကြီးတယ်ဆိုတာကိုသတိထားပါမာဆယ်ကြီးဖို့အတွက်ကအနားပေးတဲ့အချိန်မှာ မာဆယ်ကြီးတာပါဒါကြောင့်ဂျင်ကို မနားပေးနဲ့နေတိုင်းကစားမယ်ဆိုလို့ရှိရဆိုဂျိုကတော့အနည်းနဲ့အများရှိပါတယ် သို့တော့မိမိရဲ့ရေရွေချက်အပေါ်မှာမူတည်ပါတယ်ကိုကပြင်းလို့ကစားကျင်တယ်ဆိုလို့ရှိရင်တော့ကစားလို့ရပါတယ်သို့တော့ရလက်ကောင်းရချင်တယ်ဆိုလို့ရှိရင်နားတဲ့ရက်ဒီဂျင်းကစားတဲ့ရက်လိုပဲအရေးကြီးပါတယ်ဆိုတာကိုစေရနာနဲ့ညွှန်ဝေပေးချင်တာပါ Thank you for watching Fitness Nation ပါ